Facebook နဲ့ Messenger မှာမြန်မာစာမှန်အောင်လုပ်တဲ့နည်းကိုဖြုတ်ပြဖေးမှာဖြစ်ပါတယ်။2025ဇွန်လ26ရက်နောက်ပိုင်းကနေစပြီးတော့ Facebook နဲ့ Messenger မှာမြန်မာစာကြီးဖောင့်ဝနိုင်ပြီးတော့ Unicode ဖောင့်ကို Auto ဗလာပြန်ပေးတဲ့စနစ်ကို Facebook ကနေပြီးတော့ရုပ်သိမ်းတော့မှာဖြစ်ပါတယ်။အဲ့အတွက်ကြောင့်မလို့ Facebook နဲ့ Messenger မှာမြန်မာစာမမှန်ပဲဖြစ်သွားတတ်ပါတယ်။ဆိုတော့ကျွန်တော်တို့အနေနဲ့ ကိုယ့်ရဲ့ Facebook နဲ့ Messenger မှာမြန်မာစာပုံမှန်လေးမှန်အောင်အသုံးပြုချင်နေဆိုလို့ရှိရင်တော့ Facebook ကနေပြီးတော့ကျွန်တော်တို့ရဲ့ဖုန်းစက်တိမ်မှာရှိတဲ့ line ကိုစက်တိမ်မှာမြန်မာ Unicode font ကိုပြောင်းထားဖို့တိုက်တွန်းထားပါတယ်။ဒီ video ထဲမှာကိုယ့်ရဲ့ဖုန်းစက်တိမ်ထဲမှာမြန်မာ Unicode font ကိုဘယ်လိုပြောင်းရမလဲဆိုတာကိုပြောပြပေးတော့မှာဖြစ်ပါတယ်။ဖုန်းထဲမှာရှိတဲ့စက်တိမ်လေးထဲကိုဝင်တွားလိုက်ပါ subspa မှာတစ်ချက်နှိပ်ပါပြီးတော့ကျွန်တော်တို့ language and input လို့တစ်ချက်ရိုက်ရှာလိုက်ပါ language and input နေရာတွေကိုနှိပ်ပြီးတော့ဝင်သွားလိုက်ပါ found တိုင်းမှာဒီလို language and input ဆိုပြီးတော့ပါပါတယ်ဒီ language နေရာမှာချက်နှိပ်ပေးလိုက်ပါဒီ language နေရာမှာမြန်မာဒါမှမဟုတ်ပမာဒါမှမဟုတ်မြန်မာ unicode form ဆိုတဲ့ဒီစာသားလေးကိုလိုက်ပြီးတော့ရှာလိုက်ပါ okay အခုကျွန်တော်စီမှာတော့မြန်မာဆိုပြီးတော့ပါတယ်ပေါ့နော်မြန်မာကိုကျွန်တော်နှိပ်လိုက်မယ်ပြီးတော့တော့ okay ကိုနှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်တော့ language နေရာမှာမြန်မာ unicode form ကြောင်းတော့မှာဖြစ်ပါတယ် ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲအဆင်ပြေပါစေခင်ဗျာ